MSP တချင်းမူရင်းကညီမလေးရွှေစင်ရုပ်တော်အာသူပုံကတိတချင်းလေးကိုသူတင်လိုက်တဲ့အခါမှာကျွန်တော်အဲ့အပိုက်လေးအရန်ကြိုက်တော့ကျွန်တော် music producer အကိုကျော်ညီပေါ့နော်သူ့ကိုတိုင်ပင်ပြီးတော့အဲဒါလေးလုပ်ဖြစ်တယ်ဒါပေမဲ့အဲ့အချင်းလေးကမထင်မှတ်ပဲကြောက်ဆဲစင်ပွဲမှာဆိုဆိုခွင်းရတယ်ပြီးတော့အဘဟုစင်မြင့်စင်မတ်တစ်ပုံမှာကိုကျွန်တော်ဆိုခွင်းပေးတယ်အဲဆိုတော့ဟိုကျေးဇူးတင်ပါတယ်ပြော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  ပျော်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 ပြေးတဲ့လျှို့ဝဲရတနာ more and more မှာရှာဖွေပါ င်တချင်းလေးလဲဒါဟိုဆင်တယ်လို့ဆင်ပွဲတော်လဲသွားချက်ပြလိုက်အမှန်ကအဲ့တချင်းကကျွန်တော်ကဒါဟိုကထိန်တချင်းအဲ့ဒါတီးကိုနန်းတော်ရေးပေးတာရေးပေးတဲ့အထက်မှာမှာကျွန်တော်ကအဲ့တချင်းမူရင်းကညီမလေးရွှေစင်ရုပ်တော်အာသူပုံကထိန်တချင်းလေးကိုသူတင်လိုက်တဲ့အခါမှာကျွန်တော်အဲ့အပိုက်လေးအရန်ကြိုက်တော့ကျွန်တော် music ရိုဂျူဆာအကိုကျော်ညီပေါ့နော်သူ့ကိုတိုင်ပင်ပြီးတော့ကျွန်တော်ဒါလေးကိုဘီနာလေးတပိုက်လေးလုတ်ချင်တယ်ဆိုပြီးတော့တင်းရေးရှိရလဲခွင့်တောင်းတယ်ဆိုပြီးတော့မှကျွန်တော်အဲ့ဒါလေးလုတ်ပြီးတော့မှဖြစ်ချင်တော့ကြောက်ဆက်စင်ပွဲဝင်လာတာဝင်လာတဲ့ခါကျမှကျွန်တော်ကအဲ့နေရာလေးစာသားလေး reference ယူပြီးတော့ကျွန်တော်ဒါလေးကိုအဲထည့်ပြီးတော့မှအဲပွဲ အဲ့လိုပေါ့ပျော်ပျော်ပျော်ဆိုပြီးတော့ဒါအမှတ်တရအနေနဲ့ဒါကြောက်ဆဲမှာစို့ဖို့အတွက်အဓိကတော့ကျွန်တော်အဲ့ပွဲသွားပြီဆိုရင်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာလေးလို့တချင်းလေးကျွန်တော်လုတ်တက်တဲ့အချင်းရှိတယ်ဆိုတော့အာကျွန်တော်ဂီတာမုန်းနဲ့တိုင်ပင်ပြီးတော့အဲဒါလေးလုတ်ဖြစ်တယ်ဒါပေမဲ့အဲ့အချင်းလေးကမထင်မှတ်ပဲကြောက်ဆဲစင်ပွဲမှာစို့စို့ခွင့်ရတယ်ပြီးတော့အာဘဟုစင်မြင့်စင်မတ်တစ်ပုံမှာကိုကျွန်တော်စို့ခွင့်ပေးတယ်အဲဆိုတော့အော်ကျေးဇူးတင်ပါတယ်ကျွန်တော်စပြီးဒီအဲပွဲကိုကံလန်းပေးတဲ့ဇော်ကြီးမောင် ဒီအကာလာဆင်ကအဲကိုအောင်အောင်လည်းကျေးဇူးတင်တယ်အဲနောက်ပြီးတော့ကျွန်တော်ဟိုပွဲအမြဲတမ်းချိတ်ပေးနေတဲ့ကျွန်တော်အကူယူလည်းကျွန်တော်ကျေးဇူးတင်တယ်ပေါ့နော်ဆိုတော့အဲပရိသတ်တွေအတွက်လည်းဒီဟာဆင်ပွဲမှာအမှတ်တရဖြစ်သွားအဓိကအပြင်တော့ဟိုဒီဘိုးဆင်မြင့်ပေါ်မှာဆင်ဆိုခွင့်ရတယ်ခွင့်ပြုပေးတဲ့ဒီဒိုင်လူကြီးတွေကိုလည်းကျွန်တော်ကျေးဇူးတင်တယ်ပေါ့နော်ဆိုတော့အတွန်ဒေါက်တာတကယ်မင်းများတဲ့အမှတ်တရပွဲတပွဲပေါ့နော်ဟုတ်ပြော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  60မြို့ရဲ့ဒါအထင်ကြီးရပွဲပေါ့နော်ဒီလိုအထင်ကြီးရပွဲမှာအဲဒီကို့အတွက်တော့ဒီဘ ഘോഷ င်းမြင့်ထက်မှာတိစုတ်ခွင့်ရတာတော့တကယ်ကုန်ယူမဆုံးပါဘူးအဲဆိုတော့ဟိုဖြော်ပြခွင့်ရတဲ့အတွက်အပွင့်ရောကျွန်တော်ညပိုင်းဖြော်ပြမှာပါအဲတိစုတ်ခွင့်ရတာပေါ့ဆိုတော့ တကယ်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်ဟိုဒါပွဲခေါ်ပေးတဲ့ကိုအောင်လည်းတကယ်ကျေးဇူးတင်ပါတယ်ပြီးတော့ဟိုစောကြီးမောင်ဆင်ကျွန်တော်တို့အကာလာဆင်နဲ့ဆင်နဲ့အတူတူကျွန်တော်တွေ့ဖက်ပြီးတော့တီဆိုပြောပေးခွင့်ရတယ်ပေါ့နော်ဆိုတော့ပရိသတ်တွေလည်းနှိမ့်ကြိုက်ကြတယ်အဲဒီလိုအထင်ကြီးရပွဲကြီးမှဟိုတကယ်ဒါကိုတွေရဲ့ကြောက်ဆယ်မျိုးရဲ့တကယ်ဂုံယူရအောင်ထင်ကြီးရဒီပွဲတော်ကြီးမှာတီဆိုခွင့်ရတဲ့အတွက်ကိုလည်းကိုကိုကိုလည်းဂုံယူမဆုံးပါအောင်ကျွန်တော်ဟုတ်အဓိကကတော့ကျွန်တော်ဟိုဘေးမှာရှိနေတဲ့သူတွေပေါ့ ကျွန်တော် music တွေစလုံးမယ်ဆိုတော့အဲကျွန်တော်တင်းရေကိုနနာအောင်ရှိမယ်အဲဂီတာမိုးရစ်လုံးရှိမယ်နောက်ကျွန်တော်ဒီအမြဲတမ်းကူတောက်လျှောက်ဒီပင်းနေတဲ့ကိုကျော်ညီရှိမယ်နောက်ကိုအောင်လေးရှိမယ်အဲကို့ဘေးနားမှာရှိတဲ့လူတွေအကုန်လုံးကကိုကိုငွေချင်းမကြည့်ပဲနဲ့တောက်လျှောက်ကျွန်တော်ဘက်ကနေပြီးတော့ဟိုအများကြီး support ပေးကြအဲအခုဆိုပွဲ whip ဝိစာအစ စပုတ်ပေးတယ်ဟိုဝစ်စေခြင်းနဲ့အောင်မြင်စေခြင်းနဲ့ဖြစ်စေခြင်းနဲ့အဲအများကြီးအဲ့လိုပုတ်ပန့်ပို့ပေးမဲ့လူတွေရှိလို့လေကျွန်တော်အခုလိုမျိုးဟိုဒါအချိန်တိုအတွင်းမှာပြိသက်အတိမတ်ပြူတဲ့အဲဒီ association တယောက်အနေနဲ့ကျွန်တော်ရက်တည်နိုင်တာပေါ့နော်အဲ့ဂျေဇုတွေကြောင့်မလားအဲ့ဂျေဇုတွေမရှိရင်တော့ကျွန်တော်အခုချိန်ထိလည်းရက်တည်နိုင်မှာမဟုတ်ပါဘူးနောက်ထပ်ကဘယ်လိုမျိုးတချင်နေနောက်ထပ်တော့ကျွန်တော် music လုံးဝအာအမိုက်စားတွေလာလိုက်မယ်အဲပြီးတော့ဟိုတချင်းတွေရာလဲအုံကျွတချင်းတွေဖြစ်မယ်အဓိကအပြပွဲတော်ရာသီနဲ့အဲနွေရာဒီပွဲတော်ရာသီလည်းဖြစ်လာတယ်အဲ့ဒီနဲ့ live ဖက်မဲ့တချင်းမျိုးလေးတွေကျွန်တော်လုပ်ဖို့စီစဉ်ထားပါတယ်ဟုတ်အဲပြန်ဆိုတေးတွေကတော့ဒီပေါ်ဝေဖန်ခြင်းခံရတာတော့နည်းနည်းနည်းတယ်တဲ့ဟိုတယောက်စားနှစ်ယောက်စားတော့ရှိတာပေါ့ဒါပေမဲ့ကျွန်တော်ပြန်ဆိုတာအများဆုံးတချင်းတွေရလဲဥဝင်းတချင်းရဆရာလာဆုသိအောင်တချင်းဒီနှမျိုးပဲရှိပါတယ်ပြီးတော့တေးရေးဆိုလဲဆရာလူမောင်စစ်တချင်းရှိမယ်အခုလောလောဆယ်တော့ဆရာဦးမင်းချစ်တချင်းတွေကျွန်တော်သဘောကျနေပြန်တယ်အဲ့လိုလေးပေါ့အဲတချင်းဆိုတိတ်ဟိုလေထဲကပြောင်းနိုင်တယ်ပါဆိုကျွန်တော်သဘောကျတယ်ဆိုတော့အဲ့အရာလေးပေါ့အဲ now အာမတီရဲ့ black coffee လေးအဲ့ဒါလေးလည်းသူ copy ဆိုထားတဲ့ဟာလေးလည်းကျွန်တော်သဘောကျပါတယ်အဲ့ဒါလေးတွေရောဟိုဆိုပြစ်ပါတယ်အခုတော့ဟုတ် အဓိကအပြင်တော့တခြင်းပြန်ဆိုတေးလောက်တဲ့ခါမှာပရိသတ်ကပြီးစလွယ်လောက်တော့သဘောမကျအောင်အဲ့တော့ကိုကိုတိုင်ကအစအယုတ်မရိုက်နိုင်တော့မှဒီ audio ဘိုင်းမှာကျွန်တော်လုံးဝ perfect ဖြစ်နေအောင်တော့ကျွန်တော်လုပ်တယ်မစ်စင်အားအစအဲကျွန်တော်ဟိုကျွန်တော်အတန်နဲ့ဟိုဒီအတန်ရဲ့ဂျောင်းနဲ့တဲ့ဟိုကိုေးဆိုးပေါ့နော်အဲဒါဆိုကျွန်တော်အများရန်ပြင်နိုင်ဆွဲနေကြအဲအကူနဲ့ပဲကျွန်တော်လုပ်လို့ဖြစ်တဲ့ခါကျတော့ကျွန်တော် music တွေဟိုဟာတွေကဟိုအဲ့လိုဟိုအဲဘယ်လိုပြောမလဲ ပတ်မှုမှုတွေများများတဲ့ခါကျတော့ပရိသတ်ဝေမှုတွေနည်းနည်းတာအဲအဓိကတော့ဘာရှင်းကျွန်တော်မပြောင်းပါဘူးကျွန်တော် music လေး mute လိုက်တာလေးပဲရှိတာဘာရှင်းကဒီဘာရှင်းမဲ့ပြီးတော့ flow ကအစားအတန် flow တွေရာအစားကျွန်တော်တို့ကွဲ့ကွဲ့မယ်ဒါပေမဲ့စင်းနေတာတော့ကျွန်တော် light တူပြီးတော့ဆိုတာမျိုးတော့မရှိပါဘူးကျွန်တော်အတန်ကငကိုတွေကဒီဘယ်ကြအတန်များတယ်အဲအဲ့လိုမျိုးပေါ့အတန်လေးစင်နေရတယ်ပေါ့အကျေစုတင်ပါတယ်ကျွန်တော်ဟိုဒီဇလန်တွဲတွေတချင်းတွေကိုအဲ chicken အားပေးတဲ့အတွက်ကိုလည်းပြည်သက်တွေတယောက်ချင်းစီအားလုံးကျေးဇူးပါအားလုံးကိုစိတ်နှမြာကျမ်းမာချမ်းသာပါစေပြန်ကင်ပါစေ Myanmar, my us all.